ဒီစိတ်ဝင်စားစရာအကြောင်းအရာကို အတူတူလေးအလောက်ကိုကျူးဆိုပါရယ်ဒီနေ့အဓိကကြည့်ကြမှာကတော့ပေါန်ပေါ်နိုဂရာဖီပေါ်တော့အဲ့ဒါရဲ့တယောက်မှုတွေကိုအာယုံကျော်တစ်ပန်ရှူထောင်းနောက်စိတ်ပိုင်းဆိုင်ရာရှူထောင်းတွေကနေဆန်စစ်ထားတဲ့အရေးမြင့်ဗီဒီယိုမှတ်တမ်းကြီးကိုပါဟုတ်ကဲ့ဒီနေ့ဆွေးနွေးရမယ့်ရည်ရွယ်ချက်ကတော့အဲ့ဒီလေးလာမှုတွေကနေရလာတဲ့အဓိကအသိပညာတွေထူးထွင်းအမြင်တွေကိုနားလည်ဖို့ပါပဲဟုတ်ပါတယ် ဥနောက်ကဘီလိုတုံပြန်လဲဆွဲလာမှုဖြစ်နိုင်ခြေရှိလားဆက်ဆံရေးရပုံဘီလိုတက်ရောက်လဲပြီးတော့ရေးကြည့်တာကလူတယောက်နဲ့တယောက်ဘာလို့တုံပြန်မှုမတူတာလဲဆိုတဲ့အချက်တွေကိုဆွေးနွေးထားတာလေးတွေကြည့်ကြမယ်အင်းတော်တော်လေးကျေပြန်တဲ့ခေါင်းစဉ်တစ်ခုပေါ့ကဲဒါဆိုအခြေခံကစလိုက်ကြအောင်ဥနောက်ကဘီလိုတုံပြန်တယ်လဲပေါ့အထူးသဖြင့်အင်တာနက်ပုံလိုမျိုးပြင်းထန်တဲ့လှုံ့ဆော်မှုတွေကြုံလာတဲ့အခါတွေ အရင်မြစ်တင်မှာ limbic system ဆိုတာရယ် soul up တိုက်နေ reward cycle ဆိုတာရယ်ပြောထားတယ်ဟုတ်ပါတယ်အဲ့လာဒီကတော့ကျွန်တော်တို့ရဲ့စိတ်ခံစားမှုစိတ်ဆောမှုနဲ့အခြေခံစန္ဒတွေကိုထိမ့်ချုပ်တဲ့ဥနောက်ရဲ့ um ရှေ့ကျတဲ့အစဉ်ပိုင်းတွေပေါ့ရှင်တန်ရင်းနဲ့ဆိုင်တဲ့အပိုင်းတွေอืมအဲ့ဒီ soul up တိုက်နေမှာအရေးပါတဲ့ဓာတ်ထူးပစ္စည်းတစ်ခုအကြောင်းပြောထားတယ်နော် dopamine ဟုတ်ပါတယ် dopamine dopamine အဲ့ဒါကအတော်လေးအရေးကြီးတယ် ူတော်တော်များများကဒိုပမင်းကိုပျော်ရွှင်မှု pleasure နဲ့တိုက်ရိုက်တွဲမြင်ကြပါမယ်။အရင်မြစ်တီကရှင်းပြထားတာက သူ့ရဲ့အဓိကအခန်းကဏ္ဍကစစ်ဆောမှု motivation နဲ့အားဖြင့်မှု reinforcement ဖြစ်တယ်ဆိုတာပါပဲ။အော်ပျော်တာထက်လိုချင်တာလိုချင်တာကိုဖြစ်စေတာပေါ့။အဲ့လိုတပုံမျိုး။တခုခုကိုလိုချင်စိတ်တောင်းတစိတ်ဒါမှမဟုတ်ဒါကိုထက်လို့အိုးမှာပဲဆိုတာခံစားချက်ကိုမောင်းနေပြတာပါ။အရင်မြစ်တီကအင်တာနက်ပေါင်ကိုစူပါလုံးဆောင်မှုလို့တွန်းထားတာတတိဒါမလား။ hope အဲ့ဒါကဘာလို့ဆိုလိုတာလဲဆိုလိုတာကလေကျွန်တော်တို့လူသားတွေစင်ကဲဖြစ်စင်မှာဂျုံခဲရတဲ့တဘာဝလင်ပိုင်းဆိုင်ရာ လုံဆော်မှုတွေဥပမာတကယ့်လူသားလက်တွဲပေါ်စီကရတဲ့လုံဆော်မှုတွေထက် internet ပေါ်ကဟာတွေကအစားပေါင်းများစွာပိုပြင်းထန်နေအတက်အစနေကလည်းအဆုံးမရှိဘူးမြင်ကွင်းတွေကိုလည်းတစ်ခုပြီးတစ်ခုလက်တပြတ်ပြောင်းချီလို့ရတယ်อืมအတိုင်းအစမရှိတဲ့တော့ပဲဟုတ်တယ်ဒီလုံဆော်မှုမျိုးက ကျွန်တော်တို့ဦးနောက်အတွက်အစ်စ်အစမ်းထင်နေပြီးတော့တဘာဝတရားကဘေးဒထအများကြီးပိုအားကောင်းတယ်လို့ဦးနောက်ရဲ့ဆူလာစနစ်ကိုအလွန်အကျွံလှုံ့ဆော်နိုင်တယ်လို့ဆိုလိုတာပါအဲ့ဒီအစ်စ်အစမ်းထင်မှုနဲ့ဆက်ဆက်ပြီး college effect ဆိုတာလည်းပေါ်ပြထားသေးတယ်အဲ့ဒါလည်းစိတ်ဝင်စားဖို့ကောင်းတယ်တိစံလစ်လာမှုတွေကစတွေ့တာလေကျွတ်အထီးတကောင်ကကျွတ်အမတကောင်လဲဆိုအကျိန်နဲ့နဲ့လိန်ဆက်ဆံပြီးညီးမွေတွားတတ်တယ်ဒါပေမဲ့သူ့ရှေ့ကိုကျွတ်အမအစ်စ်ချပေးလိုက်တာ ਨੇ အာ လင်စိတ်ပြန်နိုးကြွာလာရော။အော်အစ်စ်ဆိုရင်စိတ်ပြန်လဲလာတာပေါ့။အစ်စ်အဆန်းကအဆုံးအစမရှိတာကိုတစ်ချက်နှိမ့်လိုက်တာနဲ့နောက်တစ်မျိုးနောက်တစ်ယောက်ဒီတော့ coolidge effect ကိုအဆုံးဆုံးထိအသုံးပြုပြီးဒိုပါမင်းစနစ်ကိုအဆက်မပြတ်လွှမ်းဆော်နေသလိုဖြစ်နေတယ်လို့အရင်အမိတီကဆိုလိုတာပေါ့။ဒိုပါမင်းနဲ့ပတ်သက်ပြီး Dr. Malik နဲ့ Dr. Prolox တို့ပြောတဲ့နောက်တစ်ချက်ရှိသေးတယ်ဒိုပါမင်းကအထူးအထိရောက်တဲ့ခံစားမှု orgasm ကိုတိုက်ရိုက်ပေးတာမဟုတ်ဘူးဆိုတဲ့အချက် ဟုတ်ကဲ့အဲ့ဒါလည်းမတားစေရတယ်ဒိုပမင်းကအဲ့ဒီဖန်တိုင်ကိုရောက်အောင်တွန်းပို့ပေးတယ်လိုချင်တက်မှတ်စီတယ်စေဆောင်မှုလို့သူတို့ကဆိုတယ်တကယ်ပြောရုံမှုဂျေနာမှုခန်းစားချက်ကတော့ဦးနောက်ကနေထုတ်တယ် opioids လို့ခေါ်တယ် um ဘိန်းဆန်ဓာတုပစ္စည်းတွေကလာတာလို့ရှင်းပြထားတယ်ဆိုတော့ဒိုပမင်းကလိုချင်စိတ် opioids ကရရှိခန်းစားမှုပေါ့အကျဉ်းဖြင့်အဲ့လိုပြောနိုင်မယ်ထင်ပါတယ်ပြီးတော့ဒေါက်တာ Prox ကနောက်တစ်ခုထောက်ပြထားတာက ပေါင်ကိုကြည့်နေတာတန်တဲ့နဲ့ တကယ်လက်နဲ့ချီတွေဆက်ဆံတာဥပမာတကူကြီးအာသာဖြေတာဖြစ်ဖြစ်လက်တွဲဖို့နဲ့ဆက်ဆံတာဖြစ်ဖြစ်ဦးနှောက်ကိုလွှန့်ဆော်တဲ့အတိုင်းတာကအများကြီးကွာတဲ့တယ်ဘလောက်ထိကွာနိုင်လဲသူပြောထားတာကတော့လင်းရန်ကားကိုတကယ်ထိတွေ့လိုက်တဲ့အခါဖြစ်တဲ့လွှန့်ဆော်မှုကကြီးတာသက်သက်သက်အစစ်စစ်စားလောက်ထိပုံပြင်ထန်နိုင်တယ်လို့ဆိုပါတယ်အိုးအများကြီးပဲဟုတ်တယ်အဲ့တော့ဒီလိုပြင်ထန်ပြည့်ဆက်မပြည့်လွန်ဆော်မှုတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တစ်ခုကပါလဲဆိုတော့ဥနောက်ကလည်းယုံကြည်တွေဖြစ်အောင်ကြိုးစားရတာပေါ့ ဘယ်လိုမျိုးလဲအချိန်ကြာလာတဲ့အခါဒီလိုဒိုပမင်းအလွန်အကျွံလွန်ဆုံးမှုကိုတုံ့ပြန်ဖို့အတွက်ဦးနှောက်ရဲ့ဒိုပမင်းလက်ခံဆဲလ်ဒိုပမင်းရီဆက်ပ်တာတွေအထူးသဖြင့် D2 ရီဆက်ပ်တာမျိုးစားတွေကတဖြည်းဖြည်းအားနည်းလာတယ်တုံ့ပြန်မှုမကောင်းတော့ဘူးဒါမှမဟုတ်အရေးအတွက်ကိုပဲရှော့ချလိုက်တာမျိုးဖြစ်လာနိုင်တယ်ဒါကိုထုံထိုင်းသွားခြင်း desensitization လို့ခေါ်တယ်အေးခဏရေတက်လာတယ်လို့မျိုးပေါ့ဟုတ်တယ် tolerance တက်လာတာ ဒါမှမဟုတ်ပျော်ရွှင်မှုခံစားနိုင်စွမ်းရေပြကျဆင်းလာတာအန်ဟီဒိုနီယာမျိုးဖြစ်လာနိုင်တယ်ဒီလိုဖြစ်လာရင်အရင်လိုခံစားချက်ပြန်ရဖို့ပိုပြီးပြင်းထန်တဲ့ပိုပြီးစမ်းတစ်တဲ့လုံဆုံမှုတွေကိုဥနောက်ကတောင့်တလာတော့အဲ့ဒါကဆွဲလမ်းမှုတန်တွေက addiction cycle နဲ့တွားတူနေပြီတော်တော်လေးစင့်တူပါတယ်အလွန်ကျွမ်းသုံးဆွဲတဲ့ receptors ဒီနဲရတယ် receptors နဲရလိုချင်တတ်မှမှု craving ပိုပြင်းထန်လာတယ် craving ကြောင့်ပိုသုံးဖြစ်တယ်ဒီလိုနဲ့လေနေရတာ အရင်မြစ်တွေကကျွတ်တီနဲ့လို့တဲ့အစာစာဆွဲလန်းမှုလေးလာမှုတွေကိုလည်းညွန်းထားတယ်။အဲ့ဒီမှာလည်းအလားတူဒီဒူရီဆက်ပတာကျဆင်းမှုမျိုးတွေ့ရတယ်တဲ့။ဆိုလိုတာကအဖြူမှုတစ်ခုကိုဆွဲလန်းလာကလည်းဓာတုပစ္စည်းဆွဲလန်းတာလိုပဲဥနောက်ထဲမှာတကယ်ဇီဝကံမှာပြောင်းလဲမှုတွေဖြစ်စေနိုင်တယ်ဆိုတဲ့သဘောပေါ့။ဟုတ်ပါတယ်။အဖြူမှုဆိုင်ရာဆွဲလန်းမှု behavioral addiction ဆိုတာကအဲ့ဒီသဘောတရားပေါ်အခြေခံတာပဲ။လောင်ကစားတို့အစာအသောက်တို့လိုပေါ့။ဒီတော့မင်းစီယာကပွန်ကော တကယ်ပဲမိုးရစဲလို့ဆွဲလန်းစင်နိုင်သလားပွန်ဆွဲလန်းမှုပွန် addiction ဆိုတဲ့စကားလုံးကိုတုံးလို့ရပြီလားအင်းအဲ့ဒီအတုံးလုံးကတော့ပညာရှင်တွေကြားမှာအတုံးလေး အငင်းပွားနေဆဲအကြောင်းရပါနေရာထဲမှာတရားဝင်ယောဂလို့သတ်မှတ်ထားတာမရှိသေးဘူး ICD တို့ DSM တို့လိုစိတ်ကြမ်းမှန်ရေးလမ်းညွှန်တွေမှာတောင်းဒီကိစ္စကိုဘယ်လိုသတ်မှတ်မလဲဆိုတာအတိအကျသဘောတူညီချက်မရှိသေးဘူးပေါ့နော်။အော်ဟုတ်ကဲ့။ဒါကြောင့် ူတည်တည်တော်တော်များများကဆွဲလန်းမှုလို့တိုင်းရိုက်မသုံးပဲပြဿနာဖြစ်စေသောသုံးဆွဲမှု problematic use တို့ထိန်ချုပ်ရခစ်တော်လိန်ပိုက်ဆံရအဖြူမှု compulsive sexual behavior တို့လိုစကားလုံးတွေကိုပို့သုံးလာကြတယ်။မကြီးပြဿနာဖြစ်စေတယ်ဆိုတာကိုရောဘလို့အချက်တွေနဲ့တိုင်းတာလဲ။အဓိကအချက်၃ချက်လောက်ကြီးလေးရှိပါတယ်။တက်ကထိန်ချုပ်နိုင်စွမ်းရော့နေလာတာ။ဥပမာကြီးမဲ့အချင်းပမာဏကိုတတ်မှတ်ထားပြီးမဲ့ကြော်လွန်သွားတာမျိုး။အင်း နကကိုအတွက်စိုးကြိုးရှင်နီမန်တီတီကြီးနဲ့ဆက်တုံးနေတာစိတ်ပိုင်း လူမှုရေးအလို့အကင် ထိခိုက်တာမျိုးပေါ့တုံးကတခြားအရေးကြီးတဲ့အလုပ်တွေတာဝန်တွေကိုလစ်လျူရှူပြီးဒီအပေါ်မှာပဲအချိန်တွေအများကြီးပေးနေတာရှင်းသွားတယ်ဒီနေရာမှာဒေါက်တာပရိုလ်စ်ရဲ့သူတည်တနာကတွေ့ရှိရတဲ့ချိုးကစိတ်ဝင်စားဖို့ကောင်းတယ်ကိုကိုကိုပြဿနာရှိတယ်လို့ထင်တဲ့သူတွေမှာအဖြစ်များတဲ့အချက်တွေပေါ့ တခုကကိုကျင်တရားပฏิပခ moral conflict အဲ့ဒါဘယ်လိုမျိုးလဲဆိုလိုတာကသူတို့ရဲ့ကိုပိုင်ယုံကြည်မှုတန်ဖိုးထားမှုနဲ့သူတို့ပုံကြီးတဲ့အပြုမှုချာမှာအတွေးစိတ်ကွဲလွဲမှုပြင်းပြင်းထန်ထန်ခံစားရတာနာမလုတ်တဲ့မှုလုတ်တိနေပေမဲ့လုံမိနေတဲ့အခါဖြစ်တဲ့ပฏิပခမျိုးပေါ့အင်းနားရပါလေနောက်တစ်ချက်က narcissism လို့ခေါ်တဲ့ကိုကိုကိုအထင်ကြီးစိတ်နဲ့ဆက်ဆက်နေတာတွေ့ရရတယ်ဟင်းအဲ့ဒါကဘယ်လိုဆက်ဆက်နေတာလဲပြောရရင် ကိုဘွားအစင်မပြေမှုတွေကိုကိုကြောင့်မဟုတ်ပဲပြင်ပတစ်ခုခုဥပမာပေါင်လိုကန်းခီးကပဲကိုကိုဒုက္ခပေးနေတယ်ထိမ့်ချဖို့စ조사နေတယ်လို့ယူကြည့်နေတာမျိုးပေါ့ကိုတောင်းဝန်ယူမှုနည်းတဲ့တဘောမျိုးတက်ရောက်တယ်။အော်ဒါပေမဲ့အန်အောစရာအကောင်းဆုံးတွေ့ရှိချက်ကပါလဲဆိုတော့တကယ်တမ်းပေါင်ဘလော့သုံးတယ်လဲဆိုတဲ့ပမာဏနဲ့ကိုကိုကိုပြဿနာရှိတယ်လို့ခံစားရခြင်းကြားကဆက်ဆက်မှုကအယံအားနေတယ်တဲ့ဟင်ဒါဆိုပေါင်အများကြီးကြည့်တဲ့သူကပြဿနာရှိချင်မှရှိမယ် နည်းနည်းကြည့်တဲ့သူကလည်းပြဿနာရှိတယ်လို့ခံစားရနိုင်တာပေါ့အတိကျပဲဒါကြောင့်တချို့လေလံမှုတွေကလူဦးရေရဲ့လီပတ်ဆန်လောက်ပြဿနာရှိနေတယ်လို့ခံမှောက်ပြီးပြန်အဲ့ဒါကလည်းအတိပယ်ဖွင့်ဆိုပုံတိုင်တာပုံပေါ်မှာအများကြီးမှုတည်နေတယ်ရှုပ်ထွေးသားနော်ဒါဆိုတကယ်လို့ပြဿနာရှိလာပြီလို့ယူဆရင်ကုသမှုနီလန်းတွေကဘယ်လိုရှိမလဲအရင်မစ်ထဲမှာ ACT ဆိုတဲ့ကုထုံးအကြောင်းပြောထားတယ်ဟုတ်ကဲ့ Acceptance and Commitment Therapy ACT Dr. Pruls ကအဲ့ဒါကိုအလေးပေးတယ် ACT ရဲ့အဓိကအာရုံဆိုင်မှုကပေါင်၃၀မှုနဲ့ပတ်သက်တဲ့စိတ်ဆင်းရဲမှု short sight အဖြစ်တင်စိတ်တီကို short ချဖို့ကူနေတာလုံးဝဖြတ်ခိုင်းတာမျိုးမဟုတ်ဘူးပေါ့လုံးဝရှောင်ကျင်ခြင်း total abstinence ကိုအဓိကမထားဘူးအဲ့ဒီအစားကိုယ့်ရဲ့၃၀မှုကိုကိုယ့်ရဲ့တကယ်ဘဝတန်ဖိုးထားမှုနဲ့ personal values နဲ့ဘလို့ပြန်ပြီးချိန်ကြီးမလဲတဟာဇာတာဖျောင်းဘလို့နေထိုင်မလဲဆိုတာကိုရှာဖွေဖို့အားပေးတယ် ဒါကပို့ပြီးလက်တွေ့ကြနိုင်တယ်လို့ပဲเนาะခဏခဏပြန်သုံးပြီးလို့ကိုကိုကိုအပြစ်တင်နေရတဲ့တန်တရားကလွတ်အောင်ပေါ့ဟုတ်ပါတယ်လုံးဝဖြတ်ဖို့ကြိုးစားတာကတချို့အထွတ်အလွတ်ဖြစ်ပေမဲ့တချို့အထွတ်ကြတော့ဖိအားများပြီးရှက်စိတ်ပြန်သုံးမိခြင်းတန်တရားကိုပိုဆိုးစေနိုင်တယ်လို့ဒေါက်တာပရူးစ်ကဆိုလိုပုံရတယ်ဒါကြောင့်လူတိုင်းအတွက်တနည်းတည်းတတ်မှတ်လို့မရဘူးပေါ့ကောင်းပါပြီအခုဦးနောက်နဲ့ဆွဲလမ်းမှုအပိုင်းတွေကြီးပြီးပြီဆိုတော့ဒီပြမှုကတကယ်လက်တွေ့ပေါ်ဆက်ဆံရေးတွေအထူးသဖြင့်ရင်းနှီးတဲ့ဆက်ဆံရေးတွေကိုရောဘလို့တက်ရောက်နိုင်လဲကြည့်ရအောင် ဒေါက်တာအတရားကပြောထားတာတခုရှိတယ်။ပုံကရင်းနှီးမှုကစစ်ခံစားမှုပိုင်းဆိုင်ရာအပိုင်းတွေကိုဖျက်လန်းနဲ့ကြော်တွားစေတယ်ဆိုတော့ဟုတ်တယ်။ဆိုလိုချင်တာက တကယ်ရင်းနှီးမှုမှာလိုအပ်တဲ့ယုံကြည်မှုတည်ဆောက်တာ၊ကိုယ်အားနဲ့ချက်ကိုဖွင့်ဟပြရဲတာ vulnerability စိတ်ချင်းနားလည်မှုပေးတာ emotional attunement စတဲ့အချင်းယူရတဲ့ရှုပ်ထွေးတဲ့အစ်စ်တွေကိုကြော်ပြီးလင်ပိုင်းဆိုင်ရာလုံဆော်မှုတက်တက်ကိုပဲလွယ်လွယ်ရစေတယ်ပေါ့။အဲ့ဒီဖျက်လန်းရအကျိုးဆက်ကဘာတွေဖြစ်နိုင်မလဲ။ ဖြစ်နိုင်ခြေတွေရှိတာပေါ့တခုကတော့မျောလင်းချက်တဲ့လက်တွေနဲ့ကင်းကွာသွားတာပေါ်တဲမှာမြင်ရတာတွေကများသောအားဖြင့်ပုံကြီးချက်ထားတာတကယ်မဟုတ်တာတွေများတယ်ဟုတ်တယ်သူရုပ်ဆောင်ထားတာကိုအဲ့ဒါတွေကိုအမြဲကြည့်နေတော့ကိုယ့်လက်တွဲဖို့အပေါ်မှာတော့လင်းဆက်ဆံမှုအပေါ်မှာတော့လက်တွေမကြတဲ့မျောလင်းချက်တွေစံနှုန်းတွေထားမိတွားနိုင်တယ်ဒါကတကယ်ဆက်ဆံရင်မှစိတ်ဖြတ်တာစိတ်ကျင့်နေမှုမရတာတွေဖြစ်စေနိုင်တယ်อืมနောက်တစ်ချက်ကတော့နောက်တစ်ခုကအစောကပြောတဲ့ ခြုံထိုင်းမှု desensitization နဲ့ဆက်စပ်တယ်။ internet ပေါ်နဲ့အလွန်ပြန်ထံပြီးအမြင့်အတိတ်ဖြစ်နေတဲ့လွန်ဆုံမှုတွေနဲ့ဦးနှောက်ကအသားကျသွားရင်တကယ်လက်တွဲပေါ်နဲ့သဘာဝကျတဲ့ဆက်ဆံမှုမှာလင်းစိတ်နှိုးချမှုရဖို့ခက်လာတာမျိုးပေါ့။အဲ့ဒါကို PID လို့ပြောကြတာကြားဘူးတယ် pornography induced erectile dysfunction ဟုတ်တယ်ဒေါက်တာအာတီးယားကအဲ့ဒီအသုံးအနှုန်းကိုဖော်ပြခဲ့တယ်ဒါပေမဲ့အရေးကြီးတာကအဲ့ဒီ PID ဆိုတာဆေးပညာရ တရားဝင်အတည်ပြုထားတဲ့ယောဂသမချက်တော့မဟုတ်သေးဘူးအရင်ပွားနေစေခေါဆန်တခုပဲ။အော်ဟုတ်ကဲ့ဒါပေမဲ့ဒီနေရာမှာဒေါက်တာဖရောက်စီရဲ့တွေ့ရှိချက်ကတမျိုးဖြစ်နေပြန်တယ်နော်။အဲ့ဒါတကယ်ကိုအံ့ဩစရာပဲ။သူ့လေလာမှုတခုမှာပေါင်ပိုကြီးတဲ့အမျိုးသားတွေကတကယ်တမ်းလက်တွေ့ဖော်နဲ့လင်ဆက်ဆန်းတဲ့အခါပေါင်လုံးဝမကြီးတဲ့ဓမ္မမှုနင်းနေမဲ့ကြီးတဲ့အမျိုးသားတွေတဲ့ပိုပြီးလင်ဆေးနိုးချမှုရှိနေတာကိုတွေ့ရတဲ့။ဟင်းဒါဆိုပေါင်ကြီးတာကအထောက်ကူတောင်ဖြစ်နေတယ်လို့ပဲ။ ဲ့တော့တိုက်ရိုက်ချီပြောလို့တော့မရသေးဘူးဒါပေမဲ့အဲ့ဒါကပါကိုညွန့်ပြနိုင်တယ်လဲဆိုတော့တချို့ပေါင်ပိုးကြည့်ရတဲ့သူတွေရဲ့အတွက်အဲ့ဒါကလိမ့်ပိုင်းဆိုင်ရာခြွေရွမှုဖြစ်စီတာတဲ့သူတို့မှာမူလကတဲ့ကလိမ့်စိတ်စင်တာပိုပြင်းပြတာ higher baseline sex drive ဒါမှမဟုတ်လိမ့်ပိုင်းဆိုင်ရာစူးစမ်းခြင်းစိတ် greater interest in sexual exploration ပိုများတာရဲ့လက္ခဏာတသက်လက်ဖြစ်နိုင်တယ်ဆိုတာပဲอืมဆိုတော့ပေါင်ထုံးဆွဲမှုနဲ့လိမ့်ပိုင်းဆိုင်ရာလုံဆောင်နိုင်စွမ်းဆက်ဆက်မှုကထင်တယ်လို့မရှိဘူးပေါ့ဟုတ်ပါတယ် အဖြူအမိတတ်မှတ်ဖို့ခတ်တယ်ရှုပ်ထွေးတယ်ဒါဆိုလင်းပိုင်းဆိုင်ရာမဟုတ်ပဲလူမှုဆက်ဆံရေးနဲ့စစ်ခန်းစားမှုပိုင်းကိုရောဘလို့တက်ရောက်နိုင်သေးလဲအထီးကျက်မှုဆိုတဲ့အချက်ကိုလည်းပြောထားတယ်ရယ်ဟုတ်ကဲ့အဲ့ဒါကလည်းဖြစ်နိုင်ခြေတစ်ခုပဲတကယ်လို့တရားရောက်က တကယ်လူတွေနဲ့ယဉ်နီးမှုတိဆောက်မဲ့အစားပုံကိုပဲအစားထိုးရကိုရလို့အလွန်ကျွမ်းထုံးလာရင်တကယ်ဆက်ဆံရေးတိဆောက်ဖို့လိုတဲ့လူမှုဆက်ဆံရေးစွမ်းရည်တွေစစ်ခန်းစားမှုစီမံခန့်ခွဲမှုစွမ်းရည်တွေ ဖွံ့ဖြိုးမှုကိုအဟံ့အတာဖြစ်စေနိုင်တယ်လို့ဆိုလိုတာပေါ့အထူးသဖြင့်ငငယ်ရွယ်ရွယ်နဲ့ထိတွေ့မြင်ပို့ဆိုးနိုင်တာလားဖြစ်နိုင်ပါပဲငယ်ရွယ်စင်မှာလင်းယင်းမှုဆက်ဆံရေးတွေကြောင့်မန်ကန်တဲ့အဒီပညာအတွေ့အကြုံမရှိသေးခင်မှာပေါင်ထက်ကလက်တွေ့မကြတဲ့ပုံရိပ်တွေနဲ့စောစောဆီဆီထိတွေ့မိရင်လက်တွေ့ပေါ်ရတဲ့မကြိုက်တဲ့မျောလင်းချက်တွေလွဲမတဲ့ယူဆတွေဆက်ဆံရေးဆိုင်ရာဆိုးရိမ်ပူပါမှုတွေပိုဖြစ်လာနိုင်တယ်လို့အရင်းမြစ်တွေကတတိပေးထားတာပါဒီဆွေးနွေးမှုအားလုံးကိုချိလိုက်ရင်အရေးကြီးဆုံးအချက်ကတော့ တယောက်နဲ့တယောက်မတူဘူးဆိုတာပဲဖြစ်မယ်အတိကြပါပဲခွဲပြားခြားနားမှုနဲ့တိမ်မွေ့မှု nuance ဒါကအဓိကအချက်ပဲဒေါက်တာအတီယာရောဒေါက်တာပရုစရောလေးလာမှုအများစုကပါထောက်ပြနေတာကပွန်ရက်တယောက်မှုကလူတိုင်းအဖို့တပုံစံနီးမဟုတ်ဘူးဆိုတာပဲဟွဘလို့အချက်တွေကအဲ့ဒီခွဲပြားမှုကိုဖြစ်စေတာလဲအများကြီးပဲဥပမာဘလောက်မကြာခဏကြည့်တယ်လေ frequency ဘယ်တက်မှာစကြည့်လဲ age of first exposure ်တယောက်ချင်းစီရဲ့မူလစိတ်ပိုင်းဆိုင်ရာခံနိုင်ရေး psychological vulnerability ဥပမာစိတ်ဖိစီးမှုကိုဖလို့ကင်တွယ်လဲစိတ်ကြယောဂရှိလားစိုးရင်စိတ်လွန်ကဲလားอืมပြီးတော့သူတို့ရဲ့လက်ရှိဆက်ဆံရေးချင်းနေလက်တွဲဖို့နဲ့ဆက်ဆံရေးကောင်းလားမကောင်းလား relationship status quality နောက်ပြီးဘလို့အကြောင်းအရာအမျိုးအစားတွေကြည့်တယ်လဲ type of content ဒါတွေအားလုံးကနောက်ဆုံးအကျိုးဆက်ကိုပုံဖော်ပေးနိုင်တယ်ဆိုတော့ ပေါ်ဆိုတော့သူ့ချီတက်ပဲကောင်းတဲ့ဆိုတဲ့ပြောလို့မရဘူးလူနဲ့အချင်းနဲ့ပေါ်မူတည်ပြီး क्वे ပြားတော့နိုင်တယ်ပေါ့ဟုတ်ကဲ့ဒေါက်တာအတ္တိယက yet longer saru နဲ့နိုင်ပြထားတာတတိယမိနေဟုတ်တယ်ဟုတ်တယ်လူတချို့အတွက်အရက်ကပြဿနာမဟုတ်တဲ့လူမှုရေးတောက်တုံးမှုဖြစ်နိုင်မယ်မယ်တချို့အတွက်ကြတော့ဘဝပြတ်လောက်တဲ့ဆွဲလမ်းမှုဖြစ်စေတယ် longer saru လည်းဒီအတိုင်းပဲပေါင်ကလည်းအလားတူရှုပ်ထွေးပြီးတူဦးချင်းအလိုက် क्वे ပြားနိုင်တဲ့အနီးထားမှာရှိနေနိုင်တယ်လို့ဆိုလိုတာပါရှင်းလင်းပါတယ် ဒီအရင်မြတ်တဲ့အားလုံးကိုခြုံငုံပြီးပြန်စဉ်းစားကြည့်တဲ့အခါကျွန်ုပ်စိတ်ထဲပေါ်လာတဲ့နောင်ဆုံးစင်ကျင်စရာမေခွန်းတစ်ခုရှိတယ်။ဟုတ်ကဲ့ပြောပြပါဦး။အရင်အမြင့်တွေမှာဥနောက်ရဲ့ light law ညီထွေ ပြောင်းလဲနိုင်စွမ်း neuroplasticity အကြောင်းပြောခဲ့ကြတာလေ။ဥနောက်ကထုံထိုင်းမှု desensitization ဖြစ်နိုင်သလိုပြန်လည်ဖြူပြင် rewiring နိုင်စွမ်းလည်းရှိတယ်။ဒီအချက်ကိုထည့်စဉ်းစားပြီးတော့ကျွန်တော်ရဲ့စုလပလန်းကြောင်းနေနဲ့တကယ်ပေါ်မှာဆက်ဆံရေးတွေကြမှာ ကျမ်းမာတဲ့ဟန်ချက်ညီမှုတစ်ခုကိုပြန်ထိန်းထိန်းဖို့တော့မောတီဆောက်ဖို့အတွက်ပေါ့နော်ဟုတ်ကဲ့ဘလို့အလွန်ဟုဆောင်မှုများတဲ့ digital အကြောင်းအရာမျိုးကိုမဆိုဒါအပေါင်းတစ်ခုတည်းမဟုတ်တော့ဘူး social media game တခြားအရာလေးအလုံးပါနိုင်တယ်အဲ့ဒါတွေကိုရည်ရွယ်ချက်ရှိရှိတတိတရားနဲ့ mindful engagement ဘလို့ထိတွေ့ဆက်ဆံကြမလဲအဲ့ဒီလိုတတိနဲ့ဆက်ဆံခြင်းဆိုတာဘလို့ပုံစံမျိုးထင်နိုင်မလဲ ဒါတော့အရင်မိတွေကတိုက်တဲ့အဖြစ်မပေးပေမဲ့ကျွန်တော်ဆက်ပြီးစဉ်းစားဆင်ခြင်စရာအရေးကြီးတဲ့မေးခွန်းတစ်ခုလို့ထင်ပါလေ။ဥဆောင်မှုညာတဲ့ဒီခစ်ကြီးမှာတတိတဲ့နေဖို့ဟန်ချက်နေအောင်ထိုင်းဖို့အရေးကြီးလာတာကော။ကောင်းပါပြီ။ဒီနေ့ဆွေးနွေးမှုမှာတော့ပေါင်းရဲ့တက်ရောက်မှုတွေနဲ့ပတ်သက်တဲ့အရင်မိတွေကိုအတော်လေးစုံစုံလင်လင်ကြည့်ခဲ့ကြပါရစေ။ဥနောက်ရန်ရားတွေဒိုပါမင်းဆွဲလာမှုဖြစ်နိုင်ခြင်းနဲ့အငင်းပွားမှုတွေဆက်ဆံရေးတက်ရောက်မှုရှုထောင့်မျိုးစုံ ပြီးတော့အရေးကြီးဆုံးက လူတူဦးချင်းစီအလိုက်ကွဲပြားနိုင်တဲ့တိမ့်မွေရဲ့ချက်တွေကိုဆန်းစစ်ခဲ့ကြပါတယ်။ဟုတ်ကဲ့။ခြုံငုံပြီးအောင်စ조사ဆွေးနွေးခဲ့ကြတာပေါ့။ဒီချက်လက်တွေကဒီခေါင်းစဉ်အပေါ်မှာပိုပြီးရှင်းလင်းတဲ့ဗတ်ဆောင်ကြတဲ့အမြင်တစ်ခုရဖို့အထောက်အကူပြုမလို့မျောလင်းပါတယ်။ဒီနေ့အတွက်တော့ဒီမှာပဲရန်နှန်းကြအောင်။နားဆင်ဖိတော့တဲ့ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။